။ဒီကွယ်ပွဲကို SD ဘောင်းရဲ့ဟိုရင်းနေနေကြွေးရမယ်ဆိုပြီးတော့လှောင်ပြောင်းနေကြတဲ့ Chelsea ပြိတ္တမြောင်ပြိတ္တမြောင်လုံးဝမင်းလာမြောင်ရှင်အိုင်မတ်ခွန်ရှီကို Sport Area ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင် ။ Equal ပွဲကတော့မမနဲ့ပြန်ပြီးတဲ့နောက်ပိုင်းမှာခြေစွမ်းပြနိုင်ဖြစ်နေပါတယ်။ Equal ပွဲလေးခြေစွမ်းပြနိုင်ပေမဲ့ Chelsea ကျယ်ပွင့် SD ဘောင်းကတော့နေမလက်သေးလို့ဆွေးရမယ့်ခြေစွမ်းကိုပြသသွားခဲ့ပါတယ်။ဒါကြောင့် Chelsea ပရိသတ်တွေက Equal ပွဲလေးကို SD ဘောင်းပါပြီးသား holding ကျွေးရမယ်ဆိုပြီးတော့ပါ all hit တောင်ပြောင်းခဲ့ကြတာဖြစ်ပါတယ်။ဒါ Chelsea အနေနဲ့ Champions League မှာ Barcelona နဲ့တွေ့တာရန်ညိုးတွေကို share ဆက်နေတာလို့ပဲပြောရတော့မှာဖြစ်ပါရင် Chelsea ပြိတ္တတွေကပွဲစဉ်အတွင်းမှာ King of Clans ဆိုတဲ့ T4 ကိုလည်းပြသသွားခဲ့ပါတယ်။ ကျေးဇူးအားချန်ပီယံလိယောပါလိကွန်ဖရင့်လိ၃ခုစလုံးကိုရယူထားနိုင်တဲ့တင်းတဲ့သောအသင်းဖြစ်သလိုပုံစံတင်းနဲ့ကျင်းပါတဲ့ကလပ်ကမ္ဘာလားကိုလည်းရရှိထားတဲ့ပထမဆုံးအသင်းလေးဖြစ်ပါတယ်။ဒါကြောင့်လည်းချဲစီပရိသတ်တွေကသူတို့အသင်းကိုကလပ်အသင်းရဲ့ဘီရင်လို့တင်စားခေါ်ခဲ့ကြတာပါ။ ်ချဲစီကလည်းဘင်းဆိုတဲ့ကောင်ပေါ်အတိုင်းပဲဘာစနာကိုကမ္ဘာချန်ပီယံခြေစွမ်းနဲ့ကစားပြသွားခဲ့ပါတယ်ဘာစနာရဲ့ဒီပွဲဂိမ်းပလန်ကဘာတစ်ခုမှအလုံးမဖြစ်ခဲ့ပဲချဲစီအသင်းရဲ့အင်ဇာကောင်းကောင်းလှုပ်လာခဲ့တာဖြစ်ပါတယ်ကိုဂီလာကသူ့ရဲ့စပိန်အသင်းပေါ် equal ပွဲလေးရောမယ်ကိုအိတ်ကတည်းထည့်ပြသွားခဲ့ပြီးဘာမှလုံးမရအောင်ထိန်းချုပ်ခဲ့တာဖြစ်ပါတယ် equal ပွဲလေးကလည်းဘယ်တစ်ပောက်ကို၃မိနစ်အချိန်မှာကြောင်ပြောက်သွားခဲ့ပါတယ်ကိုဂီလာအနေနဲ့ရောမယ်ကိုညာချမ်းနဲ့ကြီးလှုပ်ပေးပြီးဘဲဂျေ၃မိနစ်အောင်လှုပ်ထားခဲ့တာဖြစ်ပါတယ်အဆိုမရက်စကာကအင်စာကောင်းကောင်းလုပ်လာခဲ့ပြီးဟိုင်လိုင်းကစားတဲ့ဘာစတာနောက်တန်းကိုမြန်နှုံးမြင့်တောင်းပွဲကစားမိုင်းနဲ့ချုပ်ပြတ်ခဲ့ပါတယ် ဒေးလန်နဲ့အထောင်တိုင်းစစ်မိုးတွေကိုမတုံးမဲ့ပက်ထရိုနက်တိုကို49နဲ့တာမန်ဒီမှာဂါနာချိုနဲ့ SD ဘောင်းတို့ကိုထားကစားခဲ့တာဖြစ်ပါတယ်။တကယ်လည်းလုံးဖြစ်ခဲ့ပြီးနီတိုဂါနာချို SD ဘောင်းတို့ဟာဘာစတာခန်းစစ်ကိုအချင်းချင်းထိုးပေါက်ကျော်ဖြတ်ပြသွားခဲ့တာကြတာဖြစ်ပါတယ်။လူသားခဏခဏမကြုံခဲ့ရင်ဘာစတာတို့ခုတ်ထက်ပို့ပြီးတော့ဂိုးပြတ်ချင်းမုန်းခင်ရမှာတင်ချပါမယ်။ဆလာကလေးကချဲစီအသင်းရဲ့အမြန်နှုတ်ကိုရှင်မြားခဲ့တဲ့ဘာစတာအသင်းဟာအာရိုဟိုထုတ်ခံလိုက်ရချိန်မှာတော့ချင်းနေပို့ဆိုးသွားခဲ့ပါတယ်။အာရိုဟိုအနေနဲ့အသင်းကောင်းဆောင်ဖြစ်ပြီးမမအသင်းရဲ့အမအကိုကျွလွန်သွားခဲ့လို့ဆရာမပါခွန်ရဲ့ကိုကိုကိုအတွင်းမှုနဲ့ချဲချီတို့ဥဆောင်ကိုစားရခဲ့တယ်။ ဲနောက်ချဲဆီဒုတိယဦးဆောင်ကိုတော့နေမာလက်တဲ့ဘရာဇီးကျယ်ဝင် ST ဘောင်းကဘာစတာကစားသမားတွေထက်ထက်ပိတ်ဆို့ထားတာကိုကြော်လာပြီးတော့ဂိုရီယာရဲ့ရောက်ချိန်မှာညာချင်းနဲ့အပြင်းကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။တိတ်ကိုလှလုံးပြီးတော့တေးတဲလွန်ပါတယ်။ဒါ ST ဘောင်းအနေနဲ့သူ့ရဲ့တက်တူရွယ်လူရမယ်ကိုမျက်စိမျက်နှာပြသွားအောင်လုပ်ပြနိုင်တာမျိုးလည်းဖြစ်ပါတယ်။ ST ဘောင်းဟာ MVP ပြီးရင်ချန်ပီယံလိအပွင့်ပွဲ၃ပွဲဆက်လိုက်ဂိုးသွင်းယူနိုင်ခဲ့တဲ့ဒုတိယမြောက်အတိုင်ငယ်အစွန်ကစားသမားဖြစ်နေပါဆန်ရင်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ ်ချဲစီတိုင်းနောက်ထပ်ဂိုးတွေကိုတော့အန်ဆွေရဲ့ဖန်တီးမှုကနေလူစားဝင်လာတဲ့ဒီလက်ကသွင်းယူခဲ့တာဖြစ်ပါတယ်ဘာစနာတို့ခြေပါဂိုးတော့ပြန်မရခဲ့ပဲစတမ်ဘူရစ်မှာအရှက်တကွဲအကျိုးနဲ့ရှုံးနေခဲ့တာဖြစ်ပါတယ်ဒီအားလည်းကြောင့်ချဲစီသင်းဟာအဆင့်၅နေရာမှာရပ်တည်နေပြီး16အသင်းအဆင့်တိုင်းတက်ဖို့လည်းအခြေအနေကောင်းနေပြီဖြစ်ပါတယ်တပတ်မှာဘာစနာကတော့အဆင့်15ကိုရောက်ရှိနေပြီး16အသင်းအဆင့်တိုင်းတက်ဖို့ရုန်းကန်ရအောင်မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါမယ်နောက်နေ့မှလည်းအက္ကစားလေးပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ